ဒီနေ့မှမျှဝေပေးတင်တာကတော့ TikTok မှာကျွန်တော်တို့တင်ထားတဲ့ဗီဒီယိုတွေထဲမှာ TikTok ရဲ့ policy နဲ့ညှိနေတဲ့ဗီဒီယိုတွေရှိမရှိ copyright နဲ့ညှိနေတဲ့ဗီဒီယိုတွေရှိမရှိစစ်ဆေးတဲ့နေတွေကိုမျှဝေပေးမှာဖြစ်ပါတယ်။ ဒီနည်းလေးကိုပြုလုပ်ဖို့အတွက် TikTok application လေးကိုနှိပ်ပြီးတော့ဖွင့်လိုက်ပါ။ဟုတ်ကဲ့လို့နော်။ပြီးရင်တော့ TikTok ကိုဖွင့်ပြီးွားရင်ဒီအောက်နာက profile ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပါ။ပြီးရင်တော့ဒီအပေါ်နာက menu ကိုတစ်ချက်နှိပ်ပါ။ပြီးရင်ဒီနေရာရလာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာ TikTok Studio တဲ့ကိုနှိပ်ပြီးတော့ဝင်လိုက်ပါ။ ပြီးရင်ဒီနေ့ရလာပြီဆိုရင်အပေါ်နာကိုနည်းနည်းဆွတ်တင်လိုက်ပါပြီးရင်အကောက်ချက်ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပါအာဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့တင်ထားတဲ့ဗီဒီယိုတွေထဲမှာ copyright ညှိထားတဲ့ဗီဒီယိုတွေရှိမရှိ policy ညှိနေတဲ့ဗီဒီယိုတွေရှိမရှိကိုဒီနေရာမှာသူကစစ်ဆေးပေးမှာဖြစ်ပါတယ်ဒီဘက်ဘေးနားမှာဒီလိုမျိုးအမှန်ချစ်လေးတွေနဲ့ပြနေတယ်ဆိုလို့ရှိရင်တော့ ဲ့ဒီဗီဒီယိုမှာ copyright ညှိနေတယ် copyright မရှိဘူးပေါ့နော်ပြီးတော့ policy မရှိဘူးဆိုတာကိုပြပေးနေတာဖြစ်ပါတယ်အားလုံးစစ်လို့ပြီးသွားပြီဆိုရင်ဒီလိုလေးပြဒီလိုလေးပြနေပြီဆိုလို့ရှိရင်တော့မိတ်ဆွေတို့ရဲ့ account မှာ policy ညှိတဲ့ဗီဒီယိုတွေလည်းမရှိဘူးပြီးတော့ copyright ညှိနေတဲ့ဗီဒီယိုတွေလည်းမရှိဘူးဆိုတာကိုဒီလိုမျိုးလေးသူကပြပေးမှာဖြစ်ပါတယ်ဒီနည်းလေးကိုကြိုက်နှစ်သက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ဗီဒီယိုလေးကို like share subscribe လေးတွေနှိပ်ထားပေးဖို့မမေ့ပါနဲ့เนาะ